င်္ဂါပွဲကအခုလောလောဆယ်တော့တုံးပွဲဒီပွဲတော့ပေါ့အဲ့ဒါပေါ့ပန်းကျဲဆိုရင်သင်ဝန်းဝါနော်ကျွန်တော်အရှိမပန်းကျဲဆိုဗီတာမင်အာပြီးရင်ဒါဟိုပေါ့နော်ဟိုပန်းကုန်းပန်းငိုင်ဆိုရင်အာအေးမြတ်သူပြီးတော့ဟိုလက်စုံပန်းငါရွှေသမီးအာပြီးတော့ဟိုထအောင်ဆိုင်နဲ့ငိမ့်တော်ကတော့ဟိုကျွန်တော်အရင်ယောက်ျားလေးပေါ့နော်မဲနတ်စုရလီဆိုနဲ့မင်းမြင့်မွားတော့အရင်မင်းသမီးပေါ့ဟုတ်ဘောအချောလာလေးဂျိုလာရဲ့အချောလေးလေသူတို့တွေလည်းတကယ်ဟိုလေနန်းဆဆိုင်နဲ့အဲ့လိုမျိုး အဲဘာရောက်လေးပြောလို့မရတဲ့အရာဖြစ်နေတယ်အရန်အရန်လေးအရန်လေးဟုတ်တယ်အရန်ဆိုတော့အကိုနဲ့ကျွန်တော်နဲ့တိုင်ပြီးအကိုကလည်းအကြံဉာဏ်ပေးရွေးချယ်တာဆိုအဓိကအကိုဖန်တီးပေးရမှာအခက်ဆုံးရာဘနတ်ဘနတ်ကတော့ပြီအကက်ဆုံးရာဘနတ်ဖြစ်တယ်သူက9ပြီဟို10ကျော်17လောက်ရှိတယ်ဟုတ်ကျွန်တော်က9ပြီရှယ် ။အစားလေးရယောက်ျားလေးဖုန်းကန်နေဆိုတော့ရှင်တွေ့ရလိုက်ရင်တော့ဒီကနေ့တူပေါ့။ခေါင်းပေါင်းနေပါလိမ့်နဲ့ဆိုတော့ဟုတ်ပါဘူး။အရင်ရောဖရက်ကြီးမြင်နေတာလို့မျိုးရော။ဟုတ်ပါဘူး။ဒီနေ့တည်းမှာပါ။ဒီနေ့တည်းပါပဲ။အဲဒီနေ့တည်းပါ။ဒီနေ့တည်းမှာပါနောက်နေ့တော့မကြည့်ဘူးပေါ့။ဘူးကဒီနေ့တည်းပါဟုတ်တယ်။အော်မန်းရွှေဒီဒါစိန်ရဆိုင်ရနာဆိုင်ရတော့2020တည်းကဒါအခုနဲ့မှ အာတီထောင်ခဲ့တဲ့ဒီပိုင်းနိုင်ရရတဲ့စင်သူတို့ကလူငယ်တွေလည်းဖြစ်တော့သူကဒီဇိုင်းတွေလက်ရတွေရတယ်အများကြီးမသူထူးခြားတော့တစ်ချိန်ခဏလေးတင်ပါတယ်အခုလိုဆိုင်းသုံးဆိုင်ဖွင့်နိုင်နေတာပေါ့နော်အခုဒီကဒီမားနဲ့ဆိုတာအဲဒီမှာဒီမန်လေးမှာဆိုတာလေနေရပေါ်လည်းနေတူရဲ့အနမလိုလည်းချစ်ခင်နေဆိုတာသူသုံးဆိုင်ရောက်ဖွင့်နေဆိုတော့ဆိုရလာရပြီးတော့ဒီချင်းနေတဲ့ဘောပေါ့ဟုတ်ဒါကတော့ပထမဆုံးစုံမူလာကျွန်တော်ဒီ MC လုပ်ပြီးလာပါတော့ဒီနေ့ဖွင့်ပွဲလေးမှာဟုတ်ပထမဆုံးဒီအမှတ်3ဒါဆိုင်ခွဲတော့မန္တလေးမြို့လမ်း80နဲ့30နဲ့31ကြားမှာရှိပါတယ် ဝင်ချင်းကြရတယ်ပေါ့။နည်းနည်းရဲ့လေ။အဲချက်တွေရနာစုံနာလည်းအများကြီးရှိတယ်။နောက်ဖန်စီစံစံလေးလည်းအများကြီးဆိုတကယ်ဝင်ချင်းကြရလေးပဲ။ဟုတ်တယ်ဒီလက်ဆွတ်လေးဆိုရင်လေ။အဲကျွန်တော်나이ဂျိုးလေးနဲ့ပေးမှာပျပျော့လေးဒါလေးရတယ်။မမာဘူးဒီပျပျော့လေးရဲ့။အဲ့လိုမျိုးလက်ဆွတ်လေးဆိုရင်ဖန်စီလေးနဲ့ဒါစိန်စိန်စီပုံစံလေးပေါ့နော်ကိုစိန်စိန်လေးနဲ့ဆိုတော့လှတယ်။စီရတတာကြိုက်တယ်စိတ်နဲ့စိတ်ရင်တို့အဲ့လိုလောဝိဇ္ဇနာတို့ငငယ်တဲ့အဲ့လိုမျိုးဝေးရကြိုက်တယ်ပေါ့ဟုတ်ဒီနေ့ဥစ္စာကတော့ဒါကတော့ဒါလက်ဆွတ်လေးပေါ့နော်လက်ဆွတ်လေးကတော့ဂျာမန်ရှိတီကလက်ဆွတ်လေးပါဂျာလေးက အဲ့တော့ဒီကောင်လေးဆိုတဲ့ဝီရင်ဒိုးလေးတွေဒါစိတ်ဟွာဟွာပေါ့နော်လောက်ကလေးဆိုအရင်နှပါတယ်ဒီမှာဆိုင်ထဲဝင်လိုက်တာတကယ်ဒီဇိုင်းအစမ်းတွေဒါလူငယ်တွေအတွက်လည်းဒီဇိုင်းအစမ်းတွေတွေ့ရမယ်ဆိုတော့ဘာပြောဒါအရင်ကတော့စိတ်နဲ့ကြောက်တယ်ဆိုလူကြီးပဲဝေးကြရများတယ်အခုကြီးကြောက်တယ်စိတ်နဲ့ကြောက်တယ်ဆိုခုက fancy လေးနေ ဒီဝတ်ဆင်လာရလေများတယ်တော်တော်များတယ်ဝတ်လာဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ယောက်ျားလေးတော်များဝတ်လာတယ်။အော်ငယ်သူတို့နှောက်ဆိုအကူနဲ့အမဆိုငယ်ပေမဲ့ဒီဆိုင်ကြီး၃ဆိုင်လုံးအာဖွင့်နေနိုင်ခဲ့တဲ့ဆိုင်ဆိုတော့ဝင်လိုက်တယ်ခန်းခန်းနာနာကြီးဖွင့်နေနိုင်ခဲ့တဲ့အတွက်လည်းအရန်အကုန်ယူမိပါတယ်။အဲ့တော့ congratulation ကနောက်တဲ့ဆိုင်ခွဲအများကြီးအများကြီးလည်းဖွင့်နိုင်ပါစေဆုမွန်ကောင်းတောင်းပေးပါရစေ။ခင်ဗျာတော်တော်ကြီးဝါဆယ်စုနဲ့ဆိုတာတခုပြောမယ်ဆိုရင်ဒါအကူကျွန်တော်ကျွန်တော်ဝတ်ခဲ့တဲ့တိုက်ပုံဗမာဝတ်စုံမှန်နဲ့များဟုတ်တယ်ကလေးကိုမျိုးမင်းဆိုပဲ အဲဒီဝိဇုံဆိုရဲဒါကိုမျိုးမဲဆိုပဲဒီဝိဇုံဆိုကျွန်တော်အခုဒီဆိုင်အောင်ကြားတော့ကျွန်တော်ကအရွှေရောင်ပေါ့နော်ရွှေရောင်ဝိကမယ်လို့ပြောလို့ရအရွှေရောင်ကြောက်ကျွန်တော်လည်းချက်ဖို့လည်းမမီတော့လို့ဟဲ့ဘယ်လိုလုပ်တာအဲဟုတ်တယ်ဒီဝိဇုံဆိုရဲအခုဟိုတော့ကြာပြီနော်ဆယ်စုနှစ်မကဆက်လေးနှစ်လောက်ရှိပြီဒီဝိဇုံအခုအခုအခုချုပ်ပြီးတဲ့ဝိဇုံပေါ့နော်အဲတော့ကျွန်တော်မြန်မာဝိဇုံဆိုတော့မြန်မာအခုပဲဒါဖန်တီးပြီးတာပါဟုတ်ကိုကတော့မင်္ဂလာဝိဇုံအဓိကဦးစားပေးလုပ်တယ်ဆိုတော့ကျွန်တော်သူ့ရဲ့မင်္ဂလာပွဲအတွက်ကိုတော့ဘယ်ကေကိုစိတ်ညစ်ပြီးတော့ လောက်ထားပါတယ်။အအရောင်လေးတွေအဲခါလာလေးတွေကစားတော့အရင်လေးတွေစားလို့မတူအောင်လို့ပေါ့နော်။ဆက်ဆံလေးတွေ။ဘာလဲလဲ။အဲဘာရောလေး။ပြောလို့မရတဲ့အရာ။ပြောလို့မရတဲ့အရာဖြစ်နေတယ်။အရင်အရင်လေးအရင်လေးဟုတ်တယ်။အရင်ဆိုတော့အကူနဲ့ကျွန်တော်လည်းတိုင်ပြီးအပွဲလည်းအကြံဉာဏ်ပေးရွေးချယ်တာဆိုပန်းကျဲဆိုရင်ခင်ဝင်းဝါအဲကျွန်တော်အရှိမပန်းကျဲဆိုဗီတာမင်အာပြီးရင်ဒါဟိုဘောနော်ဟိုပန်းကုန်းပန်းငိုင်ဆိုရင်အာအေးမြတ်သူပြီးတော့ဟိုလက်စုံပန်းငိုင်ရွှေသမီး အာပြီးတော့ဟိုထအောင်ဆိုင်နေငိမ့်တော့ကတော့ဟိုကျွန်တော်အရင်ယောက်ျားလေးပေါ့နော်မဲနတ်စုရည်လေးဆိုနေမင်းမင်းဘူကတော့အရင်မင်းသမီးပေါ့ဟုတ်ဘောအချောလာလေးညိုလိုက်ဆောင်းနေလေသူတို့တည်းတကယ်ဟိုလေနန်းဆဆိုင်နေအမီလေးဟုတ်ကဲ့ကျွန်တော်စစ်စပ်ပွဲတုန်းကဆိုလေအကူပဲဖန်တီးပြီးသားအဲဝစ်စုံလေးဆိုအရန်လာလေအဲ့လိုကောင်းဟိုဝင်းနေဟိုမြင်နေကြပုံစံမဟုတ်ပဲနဲ့အကွာဘယ်လိုဖန်တီးပြီးသားလားဝင်းသားဆိုတော့ဘာပဲဖြစ်ဖြစ်လိုက်ပါလေအသားကြီးကလည်းဟိုဖြစ်နေဆိုတော့ လိုက်ပါတယ်ဒါပေမဲ့မင်္ဂလာဆောင်ဖြစ်တဲ့အတွက်တော့ဘယ်ချိန်မှပြန်ကြည့်ကြည့်ကိုမင်္ဂလာပွဲစက်တီရှိနေရမယ်ဇာမျိုးအဓိကကဖန်ပြီးဖြစ်ဖြစ်တာပေါ့ကတော့လမ်းဆန်တဲ့ဘက်ကိုသွားပါတယ် decoration တွေပန်းသမားတွေနောက် structure တွေအစားကိုတကယ်တိုင်းပြင်ပြီးတော့ကိုလုပ်လို့လောက်တာအဓိကတော့အကိုကသုံးက season အပြည့်နဲ့ဦးစီးပြီးတော့အကိုတို့ဒီဟွာပေါ့နော်ဟိုအရန်လေးရွေးပြီးတယ်အပြည့် sorry နော်အရင်လေးရွေးပြီးတယ်နောက်ပြီးအဲ့လို design ကအစား state design အစားပန်းနေအစားအခုကိုယ်တိုင်ပဲဟိုလုံးဝအခုကိုယ်တိုင်အစားဆုံးအဲ့လို အကွယ်စိတ်ကိုဟာလုတ်ပြီးသားလာကောင်းပါလားနေအောင်လောကသူကလည်းအဲဘာပဲပြောအသက်ကြီးရယ်ဆိုရင်လည်းတွယ်လေးကလေးရုံလေးဆိုတော့နေအောင်လောကကလေးတွယ်လေးလိုပဲပြောရမှာပါတယ်တိုင်အမြဲတမ်းချစ်ချစ်ဖို့ကောင်းတယ်ချစ်စွဲတွယ်လေးပေါ့အဓိကအကိုဖန်တီးပြရမှာအခက်ဆုံးရဘနတ်ဘနတ်ကတော့ပြည်တော့အခက်ဆုံးရဘနတ်ပြည်တယ်ကစားဆုံးတော့ state design အစားအကူကအကူစဉ်းစားပြီးတယ်အကူပေါ့နော်အဲ state ဒီ Japan နေရာစားအကွဲဟိုဟာလေးပေါ့စဉ်းစားပြီးနေတာပေါ့ ူကငါးပေဟို30ကျော်17လောက်ရှိတယ်ဟုတ်ကျွန်တော်ကငါးပေရှယ်ဟုတ်ပါဘူးရှုပ်ပါဘူးဟုတ်လေအဲ့ဒါလည်းရောက်ကြလေးဖုန်းကန်နေဆိုတော့ရှင်ရွေးလိုက်ရင်တော့ဒီကနေ့တူပေါ့ခေါင်းမောင်းနေပါလေနဲ့ဆိုတော့ဟုတ်ပါဘူးရန်ရောဖရာကြီးမြင်နေတယ်လို့ပြောရတော့ဟုတ်ပါဘူး။အခုဒီဇိုင်းတွေကိုအခုအစ်ဘီရောအစ်ဘီရောအခုပြောလဲအခုပြောလဲအစ်ဘီရောပြေအဲနေရတော့အခုတော့ဟိုပါဘောအဲစဉ်းစားထားပါတယ်ဟုတ် ဒီနေ့တည်းမှာပါဒီနေ့တည်းပါအဲဒီနေ့တည်းပါဒီနေ့တည်းမှာတောင်းကြတော့မကူဘူးပါဘူးကဒီနေ့တည်းပါအကူကလည်းအများကြီးဒါစဉ်းစားပြီးတော့ဒါဝစ်စုံပိုင်းမှာတော့ဒါလုံးဝတော့အရန်ဟို perfect ဖြစ်သွားပြီဘာလို့ဆိုတော့အကူကလည်းကျွန်တော်ကအရင်တည်းကအရန်လည်းအော်ယုံကြည်တယ်အခုဆိုတော့ဒီစိတ်ဆက်ပွဲဆိုနေအကုန်လုံးမြင်နေတာအခုဖန်တီးပြီးတဲ့ဥစားတွေကယူယင်းလေးလောက်စမ်းနေတယ်ဆိုတော့အဲ့လိုမျိုးအခုအခုဆိုတော့ကျွန်တော်တို့အများကြီးစဉ်းစားပြီးတဲ့အတွက်အာသူကလည်းအရန်ကြိုက်တယ်စိတ်တိုင်းကြရတယ်ပေါ့နော်ဟုတ်ဟုတ်နာဇောကတော့ဇောမပေါ်တိုင်းနဲ့အရန်ဒီဘန်းတွေဒီဘန်းကိုင်းဒီအခုအများကြီးပါတယ်ဆိုတော့ဟုတ် ီတိုင်းရပ်ဖတ်ဖို့ဟာဘယ်လိုပေါ့နန်းနန်းဆက်ဆံပေါ့နန်းဆက်ဆံလည်းအဲ့လိုအဲမင်္ဂပွဲကအခုလောလောဆယ်တော့အဲကျွန်တော်တို့ဒီလိုပေါ့နော်တုံးပွဲလေးပွဲတော့ပေါ့အဲ့လားပေါ့တုံးပွဲလေးပွဲလားတုံးပွဲလေးလားဘာလို့ဒီရောအဲစစ်နေတဲ့လေးဆိုတော့ကိုတို့ဒီ မြင်မြရလေနော်ဖေ့စ်ဘွတ်မှာမြင်ရဆိုတော့အဲ့ဒီတိုင်းလေးပဲအများနဲ့လည်းဒီကမာနဲ့ပို့ပြီးတော့တက်တက်ကြော်ရတော့ရှည်ပြီးကလေးတွေအများကြီးပို့ပြီးတော့ဆိုရှင်ဆက်ပြီးအိမ်တော်လေးထူထန်နေပါစေလို့အေးရစီနဲ့ပြပါစေအကိုအာဒါဒါကြည့်မယ်လေပြီးမှချင်းမွားလေးတက်ပြီးမှလာကြည့်မယ်အာလေးကလာကြည့်မယ်ဥမာဒါပြီးရင်လာကြည့်မယ်ဒီမှာတော့ဒီဇိုင်းတွေကလည်းခုနကကျွန်တော်ပြောလူငယ်တွေဖြစ်တဲ့ဒီဇိုင်းတွေကလည်းသူတို့က low waste ပြန်လာဒီဇိုင်းအဆန်းတွေရတယ်အများကြီးရှိတဲ့အတွက်ဒါ promotion နဲ့ရောင်းချပေးနေတယ်ဆိုတော့လာဝယ်တင်ပါတယ်နောက် customer service လည်းအရန်ကောင်းပါတယ်ခင်ဗျာဟုတ်ဒီတိုင်းစားတယ်ဘာလို့လဲဆိုတော့ license ယ်ဆိုတာကိုရမန်လေးမျိုးနေရာလည်းကောင်းတယ်ဒီကျေဝုန်းဝင်းနဲ့ရွေးချယ်စရာလည်းအများကြီးရှိဆိုတော့ဒါဝေးရွေးချယ်တဲ့နဲ့ဖိုင်လို့ပဲသတ်မှတ်ပါအော်ဆိုင်ရင်ကိုနဲ့မှာတယ်ကွန်ဂရက်ရှင်တွေမှာဆိုင်ရင်ဖွင့်တဲ့အတွက်လည်းကွန်ဂရက်ဂျူရှင်ကွန်ဂရက်ဂျူရှင်ပါနောက်ထပ်နောက်ထပ်ကျွန်တော်ပြောချင်းဆိုရင်လို့နောက်ထပ်ကွန်ဂရက်ဂျူရှင်ပါနောက်ထပ်အဲဆွဲလိုက်အောင်ပြောပါဘောနော်အပကိုတဲ့မှာတယ်ကွန်ဂရက်ဂျူရှင်ပါပြောရှင်ပြီးချမ်းမြေ့တဲ့အလပါတယ်မိသားစုဘွားလေးကိုသာဝရပိုင်ဆိုင်နိုင်ပါစေလို့ဆုမွန်ပါတောင်းပေးပါတယ်ဆိုတော့သူတို့ဘွားလေးတွေ တက်သွားတာလေတဆင်ချင်းလေးကိုကွက်တိနေတာကြာသူတို့ပုံလဲပုံယူရဲသူတို့ရေစူးစမ်းမှုတွေပါဒီငယ်တွေဖြစ်ပြီးတော့ခုလိုမျိုးစိုင်ခွဲ၃တိုင်ဖွင့်နိုင်ဖို့ဆိုတာလွယ်ဦးလေနော်အဲ့တော့အရင်နဲ့ပုံယူပါတယ်နောက်နေပေါင်းများစွာတိုင်အောင်မြင်မှုတွေအတွန်းရှိပါသည်လို့ကွာဆောင်းပေးပါတယ်ခုလို90 33ဒါဆိုတော့ဒါကိုတကယ်မန္တလေးရဲ့တကယ်မင်းနေရာလေးပေါ့နော်ဟိုကျေဝင်လဲကျေရဲဆိုတော့တကယ်နေရာလေးလည်းကောင်းပါတယ်ကွန်ဂရက်တူလေးရှင်းပါလို့ရှင်းပါ